ဒီနေ့မနေ့၈နာရီတိပြင်းထန်ငလင်တန်းကြောင့်တည်ဆုံးသူ385ဦးဒဏ်ရသူ4935ဦးပျောက်ဆုံးသူ341ဦးရှိကြောင်းသိရင်ရရှိပါတယ်တည်ဆုံးဒဏ်ရာရပျောက်ဆုံးသူများအတွက်နိုင်ငံတော်အစိုးရအနေနဲ့များစွာဝန်ထဲကြေကွဲရပါတယ်ကယ်ဆယ်ရေး ဆောင်ရွက်မှုများအနေနဲ့ရုရှားတရုတ်အိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ရှ်ဗီယက်နမ် UAE လာအိုဘီလာရုအင်ဒိုနီးရှားဘူတန်ဖိလစ်ပိုင်ဂျပန်နီပေါ်ပါကစ္စတန်တရုတ်ဟောင်ကောင်နိုင်ငံပေါင်း၁၈နိုင်ငံကကျွန်တော်တို့လေရင်စီးရေစုပေါင်း59စီးနဲ့ကုညီကယ်ဆယ်ရေးပစ္စည်းများရောက်ရှိခြင်းကယ်ဆယ်ရေးဝန်ထမ်းများရောက်ရှိခြင်းရှိပါတယ် ကယ်ဆယ်ရေးဝန်ထမ်း1566ဦးကျွန်တို့ဗလင်တန်တင်ဒေတာတွေမှာကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။ထောက်ပံ့ရေးပစ္စည်း438တန်နဲ့ကယ်ဆယ်ရေးပစ္စည်း942တန်ရောက်ရှိပြီးဖြစ်ပါတယ်။ဒါတွေကတော့လေချောင်းကနေရောက်ရှိတဲ့အကူအညီတွေဖြစ်ပါတယ်။ဒီကယ်ဆယ်ရေးလုပ်ငန်းများအနေနဲ့ဒီနေ့အထိကျွန်တော် ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်နိုင်ငံတကာမှကုညီကယ်ဆေးရေးအဖွဲ့များရဲ့အကျိုးပန်းဆောင်ရွက်မှုဆေးရေးအဖွဲ့များရဲ့အကျိုးပန်းဆောင်ရွက်မှုကုညီထောက်ပံ့မှုတွေအတွက်ထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ဒီကုညီကယ်ဆေးထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီးမနေ့ကကျွန်တော်ပြောသလိုတရားဝင်သက်ဆိုင်ရာနိုင်ငံတွေကအယုံစစ်တန်ယုံနေနဲ့ဆက်သွယ်ပြီးမှဒီမှာရှိတဲ့မြန်မာနိုင်ငံမှာရှိတဲ့ ျွန်တော်တို့နိုင်ငံသားရေးဝန်ကြီးဌာနကဘာဖေးရနေရကိုညီကယ်ဆေးရေးအတွက်ဖွဲ့စည်းထားတဲ့ဒါကဘာဖေးရနေရစီမံခန့်ခွဲမှုအဖွဲ့တရားဝင်ဆက်သွယ်ပြီးဒါဆောင်ရွက်ပေးကြပါလို့လဲမေတ္တာရခံပါတယ်ဒီသဘောဖေးရနေရကနေပြီးကိုညီကယ်ဆေးလုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအစိုးရအနေနဲ့ အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါတယ်ပြည်သူလူထုအားလုံးကလည်းဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါလို့ပြောကြားလိုပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်